မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေတောက်ကြသားသမီးတွေ2025ခုနှစ်12ရက်နေ့ကနေပြီးတော့21ရက်နေ့ထိတပတ်စာတားတော်နဲ့ဟောကြားပေးမှာဖြစ်တဲ့အတွက်တောက်ကြသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပြာမှာလည်းမြတ်ဝေးဝါကြပါစေလို့ဆရာကမေတ္တာပို့ဆောင်ပါသနာပြုသားလိုက်ပါတယ်ဆိုတော့တောက်ကြသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယဉ်ထဲမှာလက်ရှိ2025ခုနှစ်12ရက်နေ့ကနေ21ရက်နေ့ထိမိတ်ဆွေတို့ရဲ့ယဉ်ထဲမှာ ဖြစ်ရှင်တဲ့စိတ်တွေဖြစ်ပေါ်နေတဲ့ငွေကြီးနဲ့ပတ်သက်လို့ရှင်ဖြစ်လာမလားဖြစ်မှာဖြစ်ပါမလားဆိုတဲ့မျှော်လင့်ချက်လေးတွေဖြစ်နေတာမျိုးငွေကြီးနဲ့ပတ်သက်ပြီးတော့အရေးကြီးသောကိစ္စအဆိုးရိမ်ပူပန်နေတာမျိုးမဖြစ်လာသေးတဲ့ကိစ္စတွေမှာငါဒီငွေကြီးဒီတယောက်နာရမှာရပါမလားသူမဟုတ်ငါမျှော်လင့်ထားသလိုဝင်မဝင်လာပါမလားဒီအချိန်တစ်ခုရောက်လို့ရှင်ငွေကြီးနဲ့ပတ်သက်လာရင်ကျင်းသေးပေါ့ရရှိရမလားဆိုတဲ့အပူပင်တော့ကလေးစိတ်နှစ်ခွ ဖြစ်နေတာမျိုးလုပ်ငန်းကိစ္စအလုပ်ကိစ္စတခုကိုလည်းလုပ်ရင်ကောင်းမလုပ်ရင်ကောင်းချိန်တိုရင်ကောင်းနောက်ဆုံးရင်ကောင်းဒီလိုမျိုးကိစ္စလေးနေဆုံးဖြတ်ချက်ဒွန်တွဲနေတော့စိတ်မျိုးတွေဖြစ်ပေါ်နေတဲ့အတွက်ဘာကိုမစိုးကိုယ်တိုင်းစဉ်းစားပြီးတော့တည်တည်ချာချာလေးဆုံးဖြတ်ဆောင်ရွက်တာပုံမှန်ကောင်းမှုပြီးတော့ကံတရားရဲ့အထောက်အကူရရှိစေဖို့အတွက်ဆိုရင်မိတ်ဆွေတို့အနေနဲ့ ခยีသွားကိစ္စလေးတွေခยีထွက်တဲ့ကိစ္စလေးတွေဖြစ်ပေါ်နေတာမျိုးခยีသွားမဲ့ကိစ္စလေးတွေစီစဉ်ထားတာမျိုးအကြံဉာဏ်ချထားတာမျိုးလို့ဆောင်ပါဒီလိုကိစ္စမျိုးတွေပြီးတော့မှသာအရေးကြီးတဲ့ကိစ္စလေးကိုစဉ်းစားဆုံးဖြတ်ဆောင်ရွက်ရင်ကန္တရရဲ့တိုးတက်မှုကိုရရှိတတ်ပါလေယာဓုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးယာဓုတိုးတာမျိုးယာဓုတက်တာမျိုးတွေကြုံရတတ်တယ်လို့မထင်မှပဲနဲ့ခยีသွားတာခยีထွက်တာခยีနဲ့ပတ်သက်ပြီးတော့အဲမိတ်ဆွေတို့အနေနဲ့ဟိုမမျော်လင့်တာပဲနဲ့သွားရတာမျိုးတရားမှုခยีတွေအလဲတွေသွားရတာမျိုးတွေကြုံရတတ်ပါလေစပစ်စီရင်လေးအထွက်ဖြစ်တာမျိုးတခိုးခိုးခံရတာမျိုး ဖြစ်ရတဲ့အတွက်တော့သတိထားဆင်ခြင်ပေးပါငွေကြီးနဲ့ပတ်သက်လာရင်တော့ခရီးသွားကိစ္စလေးတွေကြောင့်ဆက်ပစ္စည်းရင်ကိစ္စလေးတွေကြောင့်ငွေကြီးအကုန်ကြများတတ်ပေမဲ့ဘလောက်ပဲပုံစံကမငွေကြီးနဲ့ပတ်သက်ရင်ပြန်လဲဝင်လာတာမျိုးလေးတွေပြန်လဲရရှိတာမျိုးတွေချိန်တည်ရရှိမဲ့အပတ်တာကာလပိုင်းခြားဖြစ်ပြီးတဲ့အခါငွေကြီးကိစ္စနဲ့ပတ်သက်လာရင်တော့အဲအစမှနည်းနည်းလေးခက်ခဲကြက်တဲ့ပေမဲ့အဆုံးသက်ကြရင်စင်ပြီးအောင်မြင်တိုးတက်မှုတွေရရှိမှအသေးချာပဲဖြစ်တယ်အလောက်ကရင်အလောက်ကိုင်းနဲ့ပတ်သက်လာရင်တော့ဘာဖို့မဆိုအဲမိမိတို့အနေနဲ့ အစုချေရလုပ်ငန်းတွေဆက်တူလုပ်ငန်းတွေအတူပြပါတယ်လက်လွန်ထားတဲ့ငွေကြေးတွေကိုပြန်လဲတောင်းဆိုတာမျိုးတွေပုံမှုအားသာကောင်းမှပါတယ်လုပ်ငန်းနဲ့ပတ်သက်လာရင်အလုံးနဲ့ပတ်သက်လာရင်ချစ်ခင်မြန်လို့သောသူတွေရဲ့အကူအညီကိုရရှိတာမျိုးမိမိအိမ်အောင်ဘက်ရဲ့အကျန်စီကိုရရှိတာမျိုးတွေကြုံရတတ်သလိုယာရုလုပ်ငန်းတက်ခြင်းယာရုတိုးခြင်းငွေကြေးလက်လက်လာပါဝင်ခြင်းတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ဒါအပြင်ဒီကာလမှာတောက်ကြတာမျိုးမိတ်ဆွေတွေဟာမျက်နှာပွင့်လန်းခြင်း အဲဆနာလိုကိုချစ်ခင်ကျင်နာရင်ပြောဆိုခြင်းတွေကို ပြောဆိုဆောင်ရွက်တာမျိုးတွေအေဂျန့်မှုတွေအဲမိမိတို့အနေနဲ့အလိုရာကိစ္စတွေကိုပြီးတော့အဲဆနာလိုကိုမိမိဘက်ကလိုအပ်တော့ကိစ္စလေးတွေကိုတိတိကျကျလေးနဲ့အေဂျန့်လေးပြောဆိုဆောင်ရွက်ရင်ဘာလို့မဆိုတိုးတက်မဲ့ကာလဖြစ်ပြီးတဲ့အခါကုညီထောက်ကူမှုတွေရရှိတတ်ပါတယ်အထက်လူကြီးအမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရရှိတာမျိုးအသက်ကြီးသူတွေရဲ့အကူအညီကိုရရှိတာမျိုးအမျိုးသမီးတဦးတယောက်နာနေပြီးတော့အခွင့်အကူအညီတွေကိုလိုအပ်ချက်တွေကိုရရှိအောင်စွမ်းဆောင်နိုင်သောကာလဖြစ်ပြီးတဲ့အခါ ထီကန်ဆန်းခြင်းထီထိုးခြင်းတွေပြုလုပ်လို့ရပါတယ်မိအိမ်ထဲမှာအเจ้าညာမျိုးစုံနဲ့မင်္ဂလာကိစ္စတွေပြောရတာမျိုးလေးတွေအဲမင်္ဂလာပြုမင်္ဂလာဆောင်နာမျိုးကိစ္စမျိုးအလူတန်းကိစ္စလေးတွေမေတ္တာရေးဆိုင်ရာကိစ္စလေးတွေမှာရှေ့တူဆောင်နဲ့ပြောဆိုရတော့မင်္ဂလာဒုက္ခဒုက္ခဆိုတဲ့မင်္ဂလာကောင်းကျိုးတွေပြောဆိုတာမျိုးလေးတွေအိမ်မှာထားပြီးတော့လက်လာပါပွင့်လန်းစီမဲ့ကာလဖြစ်ပါတယ်အထူးသဖြင့်ကားရောစက်ပစ္စည်းတို့အစ်စ်ဝင်တတ်ပါတယ် ဒါအပြင်ရွှေငွေလက်ဝက်လက်စားဗရံမြနီလာအစရှိတာတွေဝင်တက်ပါတယ်။သာသမီရတာမျိုးလူဝင်တာမျိုးတွေလည်းအကျိုးပေးသောကာလပတ်တာအပိုင်ချဖြစ်ပြီးတော့ဘာကုန်မဆိုတောက်ကြသာသမီတွေနဲ့ရှေ့လို့ဆောင်ရလို့ဆောင်ရအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတဲ့ကာလဖြစ်တယ်။အိုးအိမ်ချမ်းမီနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အဲမိတ်ဆွေတို့တွေနဲ့ရောင်းနာမျိုးလေးတွေဝယ်တာမျိုးတွေအကျိုးပေးပါတယ်။သို့တော့လုပ်ငန်းတက်အလုပ်တက်ကိုစတင်လို့ဆောင်တဲ့အခါမှာတော့မိတ်ဆွေတို့အနေနဲ့ဘာကုန်ဖြစ်ဖြစ်အလင်းစလိုလောလောကြီးမဆောင်ရပါနဲ့။စိတ်ထဲမှာစက်ခနဲပေါ်လာရင်ဒက်ခနဲတိုင်ခနဲဝုန်းနဲ့မလုပ်ဘဲနဲ့ တည်တည်ရှာရှာစဉ်းစားအကြံချပြီးတော့ဆုံးဖြတ်ရင်အောင်မြင်မှုတွေကိုကျင့်တည်ရရှိပြီးတော့ထင်ကုန်မှုတွေမရှိဘဲအဆင်ပြေမှာအတည်ကြပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်ထီထိုးတာမျိုးထီကန်ဆန်းတာမျိုးတော့ကိုမူကောင်းမှမာတယ်တဲ့။ဘာကိုဖြစ်ဖြစ်စိတ်အေးအေးလေးနဲ့အလင်းစလိုမလို့ပဲချစ်တို့ဆောင်ရလွတ်ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့အဆင်မပြေနိုင်စရာဘာမှမရှိပဲနဲ့အားလုံးအဆင်ပြေအောင်မြင်တိုးတက်သွားစေမယ်။အပ္ပဒါကာလအပိုင်ချဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရပါတယ်ခင်ဗျာ။ ထို့အပြင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လို့လက်လွန်ထားတဲ့ငွေကြီးတွေပြန်လည်ရရှိတာမျိုးတွေငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်အဲလက်လွန်ပြီးသားငွေကြီးတွေကိုပြောဆိုဆောင်ရွက်ရရှိအောင်ဆွမ်းဆောင်တာမျိုးအကျိုးပေးတယ်လို့အဲမိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွေမှာဆိုလို့ရှိရင်တော့အဲအမွေရတာမျိုးလေးတွေထီပေါက်တာမျိုးလေးတွေယတနာပုံစိုက်ကိန်းတို့တားဆွေရုံထမ်းလာတယ်လို့ဂိန်းနေတဲ့ငွေကြီးနဲ့ပတ်သက်အခက်အခဲမရှိပဲအစီအမံဖြစ်တဲ့အတွက်တောက်ကြတာသမီးတွေဟာငွေကြီးဆိုင်ရာကိစ္စတွေမှာ ။ဘာကုန်မဆိုအင်မတန်တူးတူးကျကျရှေ့သူဆောင်ရလှုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပါတယ်ခင်ဗျာ။ထို့အပြင်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့စိတ်ထဲမှာ အဲကျမရင်းနဲ့ပတ်သက်လာတဲ့အခါမှာတစုံတယောက်တူတယောက်ကိုအကြောင်းပြုပြီးတော့တတိယနေတာမျိုးမိခေါင်းဆွေကောင်းတွေကိုတတိယနေတာမျိုးလေးတွေဂျုံအားတက်ပြီးတဲ့အခါကျမရင်းနဲ့ပတ်သက်လာတဲ့အခါထိုးသူတွေကိုအိမ်မဆွဲမှတ်တာမျိုးလေးတွေဆိုကျမရင်းညံ့တာမျိုးရှူချတာမျိုးလေးဖြစ်ရတဲ့အတွက်တော့တတိထားပါအထူးသဖြင့်မိတ်ဆွေတို့အနေနဲ့စုံပြီးသားသူတွေတည်ပြီးသားသူတွေကိုအိမ်မမှတ်တဲ့အခါမျိုးတွေကြလို့ရှိရင်တော့ကျမရင်းနဲ့နဲ့လေးညံ့တဲ့ကြောင်းနဲ့ထထောင်တတိပြုရန်လိုအပ်ကြောင်းထထောင်ပြောကြလိုက်ပြရတယ်ဒါအပြင်အလှူတန်းကိစ္စတွေဘာသာရေးကိစ္စတွေတကယ်လည်းမလူပါသေးပဲနဲ့နှုတ်ကနေပြီးတော့ဂတိခံတာမျိုးတွေမလုပ်ပါနဲ့ ကံရဲ့ထင်ငေါ်ခြင်းကြံ့ကြာခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်ဒီချက်လေးတွေကိုတတိပြုစင်ခြင်းရအတွက်တော့လူအကြောင်းထပ်လောင်းပြောကြလိုက်ပါရစေအထူးသဖြင့်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာတော့စိတ်မအီမသာဖြစ်ခြင်းမျိုးတွေစိတ်ထဲမှာဘာကိုဖြစ်ခြင်းလို့ဖြစ်ခြင်းတွေမှမသိဘဲနဲ့အလရရဒေါသတွေအလိုလိုထွက်နေတာမျိုးလေးတွေအနေငယ်ဖြစ်ရတာလွယ်ကျန်တာဘာမှဆူဆူဝါးဝါးဘာမှမရှိလာဘူးဆိုတော့အပ္ပတကာလပိုင်းချဖြစ်ပါတယ်ခင်ဗျာထို့အပြင်နောက်တစ်ခုကမိတ်ဆွေတို့လူငယ်တွေအရှိအရှိရင်းနဲ့ပတ်သက်လာရင်အဲမိန်းကလေးတွေသတိထားပါ ကောင်းပါတယ်တော့မထင်မဖက်အိမ်အောင်ကြတာမျိုးလေးတွေပူဇာဘက်ပေါ်တာမျိုးလေးတွေဂျုံအားတက်တယ်လို့အဲအိမ်သမီးစားရေးမှဆိုရင်လည်းတူနဲ့တူတယောက်နဲ့တယောက်ဂျားထဲမှာသုံးပွင့်ဆိုင်ဖြစ်တာမျိုးလေးတွေတယောက်နဲ့တယောက်တူနဲ့တူဂျားထဲမှာစိတ်ခံမသင့်လို့ စကားများရံဖြစ်တာမျိုးလေးတွေတဝင်တူရိုးစစ်မှုလေးတွေကြောင့်လေအရှိရင်နဲ့ပတ်သက်လာရင်တော့တယောက်နဲ့တယောက်လူနဲ့လူစကနိုင်နေလူတာမျိုးတွေနောက်ဆုံးဘလို့မှရှေ့ဆက်မရတော့တဲ့အရှိန်တွေတစ်ခုအတိုင်းအတာကိုရောက်ချိတက်တဲ့အတွက်တော့သတိပြုစင်နေရလိုအပ်သောကာလပိုင်းချဖြစ်ပါတယ်ခင်ဗျာအိန္ဒိယကြီးအိန္ဒိယကြီးနဲ့ပတ်သက်လာရင်တဖူးဆိုတဲ့ကံမျိုးကြာနေတဲ့အတွက်အိန္ဒိယကြီးနဲ့ပတ်သက်လာရင်တော့အဲဘာလို့ဖြစ်ဖြစ်အတွေးလွန်နေတာမျိုးမိသားစုအိမ်တွင်းရေးတွေပတ်သက်တတ်ပြီးတော့စိတ်ညစ်စရာမျိုးလေးတွေစိတ်ကူတာမျိုးလေးတွေမိမိရဲ့အိမ်အောင်ဘက်အပေါ်မှာတဝင်တူရိုးစစ်တာမျိုးလေးတွေကိစ္စအဟောင်းကြီးကိုတန်တရားတွေများများဖြစ်နေတာမျိုးလေးတွေကြောင့်အိမ်အောင်ဘက် ဲ့ပတ်သက်ပြီးတော့ဖြစ်စေကိုကအတွေးလွန်နေတာမျိုးတွေဖြစ်တဲ့အတွက်ဘာလို့မဆိုလက်တွေ့မကြကြဆောင်ဖြတ်ဆောင်ရွက်ပြီးတော့မှသာအဲလက်တွေ့ကြမှသာဆွဆွဲပြောဆိုတာမျိုးတွေလောက်ပါကိုရဲ့စိတ်အထင်နဲ့ခံမှန်းတွေးခေါ်ပြီးတော့ပြောဆိုတာမျိုးပါကိုရဲ့စိတ်ကိုကိုနှိပ်စက်တတ်တဲ့သဘောလေးဖြစ်တတ်တဲ့အတွက်အိမ်အောင်ပတ်နဲ့ပတ်သက်ပြီးအိမ်အောင်ကြီးနဲ့ပတ်သက်လာရင်တော့ဘာလို့ဖြစ်ဖြစ်အတွေးမလွန်ဘူးလို့အကြောင်းနဲ့အဲရှင်လဲလျှောက်တာပြလဲဆွဲတာဆိုလိုပဲတိကျတိကျစိတ်ဆက်မှသာပြောဆိုဆွဆွဲပြောဆိုတာအကောင်းပါတယ်မဟုတ်လို့ရှိရင် ဲတယောက်နဲ့တယောက်လူနဲ့လူနားလည်မှုတွေလွဲတာမျိုးတွေတန်တရားမျက်လုံးတွေကြောင့်တစ်ဖက်ကလည်းမွန်းကြက်တစ်ဖက်ကလည်းအစင်မပြေဖြစ်တတ်တဲ့ကာလာမျိုးဖြစ်တတ်တဲ့အတွက်သတိထားဆင်ခြင်ပေးပါအထူးသဖြင့်အိမ်တွင်းရေးကိစ္စပဋိပက္ခကိစ္စလေးတွေကိုအပြင်းမထွက်စေပါနဲ့ဒါလေးတစ်ခုကိုတော့ကိုမီကိုကိုနိုင်အောင်ဖိမှုလိုအပ်ကြောင်းနဲ့မဆိုင်နဲ့မလူလာအပ်တဲ့အဖြစ်အနောင်တွေဝင်တဲ့ကြောင်းနဲ့ထပ်တောင်းပြောကြားလိုက်ပါရစေ။ အကျိုးပေးသောအရာများအနေနဲ့အထူးသဖြင့်လင်ယောက်ျားနဲ့ပတ်သက်ပြီးတော့အပြစ်ပညာမျိုးမိမိအိမ်နောက်ပတ်နဲ့ပတ်သက်လို့ဇနီးမယားနဲ့ပတ်သက်ပြီးတော့အပြစ်မြင်တာမျိုးအထက်လူကြီးအကြီးကဲနဲ့ပတ်သက်လာရင်အဲတစ်ဖက်မှာအပုတ်ချပြောဆိုတာမျိုးသို့မဟုတ်အဖေသို့မဟုတ် ဟိုအဆရှိတဲ့ပုံကိုယ်တွေကိုအပြည့်မြင်ပြောဆိုတာမျိုးတွေကမိမိရဲ့လုပ်ငန်းကံအလုပ်ကံကိုထင်မှော်ကြံ့ကြာစည်းတက်တော့အပတ္တကာလဖြစ်ပြီးတော့ကောင်းကျိုးသောနမိတ်ကောင်းသောအတိတ်နဲ့လုပ်ငန်းကိုယ်တက်အလုပ်အကြီးကဲစီနီယာအဆရှိတဲ့လူတွေလင်ယောက်ျားအိမ်ဦးနဲ့အဆရှိတဲ့ပုံကိုယ်တွေကိုကောင်းသောစကားရှင်းမွန်စကားများများပြောပြခြင်းသည်ကံရဲ့တိုးတက်ခြင်းကိုရရှိစေတတ်သောအပတ္တကာလအပိုင်းခြားဖြစ်ကြောင်းဖြတ်လောင်းပြောကြားလိုက်ပါရစေခင်ဗျအကျိုးပေးသောလုပ်ငန်းလေးတွေနဲ့ဆိုရင်တော့ အဲဘာကုမစုံငွေကြီးနဲ့ပတ်သက်လို့ချိလို့ဆိုရင်လောက်ဆောင်မှာအလုပ်ကိစ္စလုပ်ငန်းကိစ္စမှန်တယ်မြတ်ကိုအဲအေးအေးနဲ့အလင်းစလုံးမလို့ဖက်ဆုပ်ပြရင်အောင်မြင်တိုးတက်မှုတွေဂျိမ့်တွေရရှိမှာပါအိမ်ဆောင်ကြီးနဲ့ပတ်သက်လို့တော့ညံ့ပါတယ်ဆိုတဲ့အကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပြရစီဒါအပြင်မိတ်ဆွေတို့ဒီအပတ်တာတော့ဒီမှာဆိုရင်အချိုးပြီးတော့ကဏ္ဍအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍသုံးကဏ္ဍကိုကဏ္ဍနေရာမိတ်ဆွေတို့တို့အချိုးပေးကံကောင်းစီပြီးအချိုးပေးသောနေသားအနေနဲ့ဆိုရင်တနင်္လာသားသမီးစနေသားသမီးတွေကကန်စာတာရဲ့တိုးတက်မှုကိုရရှိစေပြီးတော့အချိုးပေးစီတော့အရက်ဟာတော့အရှိ့ မြောက်တောင်ကြီးဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်အရာဆင်းပြီးအောင်မြို့တိုးတက်ဇေယံအတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ပုံတွေအယောင်းတွေအယောင်းဖက်စီဖို့အတွက်ဆိုရင်အဲထမင်းစားတဲ့ခရင်ကလေးတစ်ခုနဲ့ခုနှစ်ချက်တိတိထိတွေ့ရိုက်ကုန်ပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းလိုက်ရင်အယောင်းတွေအယောင်းဖက်သွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်အရာရေးကြည့်တော့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာရင်အဲမိတ်ဆွေတို့အနေနဲ့ ဟိုခက်ရမ်းရအောင်လို့เนาะဆွနာလို့ပြောကြတယ်အညိုရအောင်လို့ထုထုပြင်အယောင်မှိုင်းမှိုင်းနေအယောင်ရင်းရင်တွေကိုဝစ်စင်ပြောဆိုရင်အောင်မြင်တိုးတက်မှုတွေရရှိစေမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်အဆက်ဆက်ရရအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါလိုရာကိစ္စပြုမှုမပြောဆိုမီမှာမိမိတို့ရဲ့အလိုရာကိစ္စမပြောဆိုမီမလုပ်မီမှာအဲဆွနာလို့ပြောမိမိအိမ်ရဲ့အိမ်အပေါက်ကနေမိမိသွားမဲ့အရက်ကိုမျက်နှာမူစိတ်ထဲမှာမှန်းဆတန်းတာပြီးတဲ့အခါမေတ္တာပို့သွားတာမျိုးမျိုးတော့ရှင်နေတော့ရှင်လို့လမ်းစောင်း ောင်းတဲ့အိမ်ဆောင်တဲ့တွေကိုမေတ္တာပို့သွားခြင်းအားဖြင့်အောင်မြင်တိုးတက်မှုကိုအထောက်အကူဖြစ်စေမှာအသေးစားပဲဖြစ်တယ်။ဒါအပြင်အဆက်ဆက်ရရာအစီအစဉ်ရန်အတွက်မပြောမိဆရာငယ်နှဖေးမိခြင်းခွန်ကို3ညာ2ကို3ညာ4တချောင်း7902290416ဟိုကအတယ်လီဂရမ်မှာဖြစ်စေ Viber နံပါတ်963505နဲ့မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့တောက်ကြသားသမီးမိတ်ဆွေတွေဒီတစ်ပတ်တာတော့ဒီမှာအဆက်ဆက်ရရာကံကောင်းဇေယံအတွက်ဆိုရင်တော့မေတ္တာတုတ်တို့ အေးချမ်းမှုကိုရရှိအောင်လို့เนาะမြတ်စွာဘုရားမှာရေလူတာမျိုးသို့မဟုတ်ရင်တောက်ရင်လက်ကမ်းပြတာမျိုးသို့မဟုတ်ရေတံမှုဝေတာမျိုးအဲចောင်းကန်စရက်ဒီမှာရေဖြည့်တဲ့ကုသိုလ်လှုပ်ရှင်းဖြင့်ကြံ့ကြာမှုမျိုးမရှိအောင်မြင်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲနောက်ဆုံးပဲအိမ်နဲ့လွယ်စနေမှာပြန်ဆုံပါမယ်တောက်ကြရင်နောက်တစ်ပတ်မှာပြန်ဆုံတာပေါ့ဗျာ